အားလုံးပဲမင်္ဂလာပါ။ဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်။ဒီနေ့တော့ယေရှု၏တကောတော်ဖန်ဆင်းခံရခြင်းအပြုစင်မွေးဖွားခြင်းဆိုတဲ့အကြောင်းအရာကိုကြမ်းချက်များနဲ့လေ့လာကြရမှာဖြစ်ပါတယ်။ယေရှု၏တကောတော်ဖန်ဆင်းခံရခြင်းကိုရွေးချယ်ခြင်းဟာယေရှု၏တဘာဝနဲ့ကျမ်းစာရဲ့အံ့ဖွဲ့အမှုများကိုစင်ခေါ်ရမှာအလွန်ရေးပါတဲ့ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။ယနေ့ခေတ်လူများကတိတ်ပတ်နှိကျမဖြစ်နိုင်တဲ့အချက်လက်ဖြစ်ရှုမြင်လေးရှိကြပါတယ် ယေရှုကိုအပျိုစင်မွေးဖွားခြင်းဟာဘာအကြောင့်ဓမ္မပညာအရလိုအပ်ပြီးချစ်ချင်းမေတ္တာရဲ့တည်တည်ဖြစ်ကြောင်းကိုဘယ်လိုတင်ပြရမလဲဆိုတဲ့အစီအစဉ်ကိုပြောပြပေးမှာဖြစ်ပါတယ်။ဒါကြောင့်ယေရှုရဲ့တကူတော်ဖန်ဆင်းခံရခြင်းအပျိုစင်မွေးဖွားခြင်းနဲ့ပတ်သက်ပြီးတော့အပျိုစင်ကနေခလေးမွေးတယ်ဆိုတာတိတ်ပန်နီးကြမဖြစ်နိုင်တဲ့ဒဏ္ဍာရီတစ်ခုလား။ယေရှုကိုဘာလို့တာမန်အတိုင်းမမွေးပဲအံ့ဖွဲအမှုနဲ့မွေးဖွားဖို့လိုအပ်တာလဲဆိုတဲ့ဆွဆွက်ချက်တွေဖြစ်ပါတယ်။ ဒီနေ့ခရိယံယုံကြည်ခြင်းရဲ့အံ့ဩဖွယ်အစိတ်ပိုင်းတစ်ခုကိုဆွေးနွေးပေးမှာဖြစ်ပါတယ်။အပျိုစင်မာရိကနေယေရှုကိုမွေးဖွားခြင်းခရိယံမုတ်တဲ့သူတွေကတော့တန်တရားရှိသူတန်တရားရှိသူတွေကပါ ပြောကြပါတယ်။အပျိုစင်ကခလေးမွေးတယ်ဆိုတာဒဏ္ဍာရီတက်တက်ပဲ။ပိပံကဒီလိုမဖြစ်နိုင်ဘူးလို့ပြောကြပါတယ်။ကျမ်းစာကဒီလိုအံ့ဩစရာဇလန်းမျိုးထည့်ပြောနေတာဟာလူတွေရဲ့ယုံကြည်မှုရဖို့အတွက်ဖန်တီးထားတာမဟုတ်ဘူးလား။ ဒီလိုလူသားရဲ့စိတ်ကူးနဲ့မဖြစ်နိုင်တဲ့အံ့ဖွဲ့အမှုဟာကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းအတွက်ဘယ်လောက်အရေးကြီးလဲဆိုတာကိုဒီနေ့လေ့လာပြီးမှဖြစ်ပါတယ်။ဒါကြောင့်ကျမ်းစာအမှန်တရားအဖြစ်တိဆောက်ခြင်းကိုပြုပေးမှဖြစ်တယ်။ပြုစဉ်မွေးဖွားခြင်းဤဓမ္မပညာဆိုင်ရာလိုအပ်ချက်၃ချက်ဖြင့်ရှင်းလင်းစွာပြောပြပေးမှဖြစ်ပါတယ်။ဒါကြောင့်အဆင့်၁အနေနဲ့ရှေးပရိုဖက်ပြုချက်ကိုပြည့်စုံစေခြင်းအဆင့်၂အနေနဲ့အပြစ်ကင်းစင်သောတဘာဝ စင်သုံးနေနဲ့ဘုရားသခင်နဲ့လူသားပေါင်းဆက်ခြင်းဆိုတဲ့အချက်သုံးချက်ကိုလေ့လာကြမှာဖြစ်ပါတယ်။ဒါကြောင့်အစစ်တစ်နေနဲ့ prophet ပြုချက်ကိုပြည့်စုံစေခြင်းနဲ့ပတ်သက်ပြီးတော့မှဟေရှာယ84မှာ ထို့ကြောင့်ထာဝရဘုရားကိုတော်တိုင်နမိတ်လက္ခဏာကို ပေးတော်မူမီကြည့်ရှုလော့အပြူကညာသည်ပရိသေတွေဆွဲ၍သားကိုဖွာမြင်လိမ့်မည်ထိုသားကိုအီမာနွေလဟုနာမည်မှဲ့ရလက်တန်းလို့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်ပါတယ် ဆိုလိုတဲ့အဓိပ္ပာယ်ကယေရှုရဲ့အပျိုးစင်မွေးဖွားခြင်းဟာမတော်တဆဖြစ်လာတာမဟုတ်ပါဘူး။ဒါဟာခရစ်တော်မမွေးဖွားမီနှစ်ပေါင်း900ကျော်ကတည်းကဟေရှာယပရောဖက်ကနေတဆင့်ဘုရားသခင် ပေးထားတဲ့ဂတိတော်ဖြစ်ပါတယ်။ဒီအံ့ဖွယ်မှုဟာသခင်ယေရှုကိုလူသားတဦးအဖြစ်တာမကကျမ်းစာဂတိထားသောမေရှိယဖြစ်ကြောင်းကိုခိုင်မာစွာအတည်ပြုပေးပါတယ်။ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာအချိန်တိုင်းတာမိမပြင်ကြပါစေ။ ပြည့်စုံစေနိုင်ကြောင်းကိုပြသနေခြင်းဖြစ်ပါတယ်။ဒါကြောင့်အစင်းနှစ်နေနဲ့ပြစ်ကင်းစင်သောတဘာဝကိုနားလည်နိုင်ဖို့ယောမ၅စနစ်မှာမူလပြစ်သည်အာဒံမတစ်ဆင့်ဝင်ရောက်လာခြင်းဆိုတာကိုနားလည်ဖို့အပြစ်ဟာလူတယောက်ကြောင့်လူလောကထဲကိုရောက်လာတယ်။အပြစ်ကြောင့်သေခြင်းလဲပေါ်ပေါက်လာတယ်။ဒါကြောင့်လူအလုံးဟာအပြစ်ရှိသူတွေဖြစ်သွားတဲ့အတွက်သေဆုံးကြရတယ်လို့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်တယ်။ဆိုလိုတဲ့အဓိပ္ပာယ်က အပြိုးစင်မွေးဖွားခြင်းဟာတပပညာအရအလွန်လိုအပ်ပါတယ်။ကျမ်းစာအရအာရံမတစ်ဆင့်မူလအပြစ်ဟာလူသားမျိုးနွယ်အားလုံးထံလက်စစ်ကမ်းလာတာပါ။သခင်ယေရှုဟာအပြစ်ကင်းစင်တဲ့ကယ်တင်ရှင်ဖြစ်ဖို့အတွက်တာမန်လူသားအဖေကနေမွေးဖွားခြင်းကိုရှောင်ရှားဖို့လိုအပ်တယ်လို့ဖော်ပြနေခြင်းဖြစ်ပါတယ်။ဒါကြောင့်တန်ရှင်သောဝိညာဉ်တော်ရဲ့တကိုးတော်အဖြစ်မာရီနိုင်ပရိသရီဆွဲခြင်းအဖြစ်သခင်ယေရှုခရစ်ဟာအပြစ်ကင်းစင်သော လူသားတဘာဝကိုပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီအံ့ဖွဲ့မွေးဖွားခြင်းကြောင့်သာသခင်ယေရှုဟာအပြစ်ကင်းစစ်တဲ့သိုးတငယ်ဖြစ်ကျွန်တို့ရဲ့အပြစ်အတွက်အသေးခံနိုင်ခဲ့ခြင်းဖြစ်တယ်လို့ဖော်ပြနေတာဖြစ်ပါတယ်။ဒါကြောင့်အစဉ်သုံးနေနဲ့ဘုရားသခင်နဲ့လူသားပေါင်းဆက်ခြင်းအကြောင်းကိုနားလည်နိုင်ဖို့မဿဲ1:23မှာထိုသားကိုအီမာနွေလဟုနာမည်မှတ်ရလက်တံအီမာနွေလအနက်ဟာငါတို့နဲ့အတူရှိသောဘုရားသခင်ဖြစ်သည်လို့ဖော်ပြချက်ကိုတွေ့ရတယ်။ဒီဖော်ပြချက်က ပရောဖက်ပြုချက်ကိုပြည့်စုံလာခြင်းဖြစ်ပါတယ်ဆိုရဲဒိဗေကအပျိုးစင်မွေးဖွားခြင်းကသခင်ယေရှုဟာစစ်မှန်သောဘုရားသခင်နဲ့စစ်မှန်သောသားဖြစ်ကြောင်းကိုလူသားဖြစ်ကြောင်းကိုဖော်ပြခြင်းဖြစ်ပါတယ်ကိုတော်ဤဘုရားသခင်တဘာဝဟာတန်ရှင်းသောဝိညာဉ်တော်မှလာပြီးလူသားတဘာဝဟာမာရိမလာတယ်လို့သိရှိနားလည်ရမှာဖြစ်ပါတယ်ဒါကြောင့်အံ့ဖွယ်မွေးဖွားခြင်းက ခရစ်တော်ဟာဘုရားသခင်ဤစီမံကိန်းရာ ကောင်းကင်ဘုံကနေဆင်းသက်လာခဲ့သူဖြစ်ကြောင်းကိုတတ်သိပြနေခြင်းဖြစ်ပါတယ်။ဒါကြောင့်အေးဝင်ကလေးဖြစ်ဤကုန်းချုပ်ခြင်းကိုနားလည်နိုင်ဖို့မိတ်ဆွေတို့ယေရှုခရစ်ရဲ့အပျော်စင်မွေးဖွားခြင်းဟာကျွန်ုပ်တို့ကိုသင်ခန်းစာပေးပါတယ်။ဖျားသခင်အတွက်မဖြစ်နိုင်တာဘာမှမရှိဘူးဆိုတာနားလည်ရမှာဖြစ်ပါတယ်။ဖျားသခင်သည်တိတ်ပန်နိယာမများရဲ့ဖန်ဆင်းရှင်ဖြစ်တဲ့အတွက်ကိုတော်သည်ထိုနိယာမများကိုကျော်လွန်ပြီးလှုပ်ဆောင်နိုင်ပါတယ်။ ဒီအံ့ဖွဲ့မွေးဖွားခြင်းဟာယေရှုဟာကျွန်ုပ်တို့ရဲ့အပြစ်ကိုဖယ်ရှားပေးနိုင်တဲ့စုံလင်သောကယ်တင်ရှင် ဖြစ်ကြောင်းကိုအာမခံနေခြင်းဖြစ်ပါတယ်။ဒါကြောင့်အေးဝင်ကလေးရဲ့အနှစ်သာရကတော့ကျွန်ုပ်တို့ကိုကယ်တင်ဖို့အတွက်ဖျားသခင်ဟာလုံးဝမဖြစ်နိုင်တာကိုဖြစ်မြောက်စေခဲ့ခြင်းဖြစ်တယ်။ကိုတော်ဟာအပြစ်ကင်းတဲ့ဘဝနဲ့မွေးဖွားခဲ့ပြီးကျွန်ုပ်တို့ရဲ့အပြစ်ကိုထမ်းဆောင်ဖို့အသေးခံခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်ုပ်အနေနဲ့အသင်ကိုတိုက်တွန်းလိုပါတယ်။တဲ့ရဲ့အတက်တာမှာမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာများစွာရှိပါလိမ့်မယ်။ ဒါပေမဲ့မဖြစ်နိုင်တဲ့အရာကိုဖြစ်မြောက်အောင်လှုပ်ဆောင်ပေးနိုင်တဲ့ဘုရားသခင်ကိုယုံကြည်ပါလို့ဖိတ်ခေါ်ပါတယ်။အံ့ဖွယ်မွေးဖွားခြင်းကိုယုံကြည်ပြီးယေရှုခရစ်ကိုသင်၏အပြစ်ကင်းစင်သောကယ်တင်ရှင်အဖြစ်လက်ခံပါလို့တိုက်တွန်းနဲ့တိုက်တွန်းနေခြင်းဖြစ်ပါတယ်။ဒါကြောင့်ယနေ့ဖော်ပြခဲ့တဲ့အကြောင်းအရာတွေဟာသခင်ယေရှုရဲ့တကိုးတော်ဖန်ဆင်းခံရခြင်းအပျိုးစင်မွေးဖွားခြင်းဆိုတဲ့အကြောင်းကိုနားလည်ပြီးယေရှုတော်ကိုရွေးချယ်တက်စေဖို့ရန်ကျမ်းချက်များဖြင့်ဖော်ပြမျှဝေခြင်းဖြစ်ပါတယ်။ နာတော်သူအလုံးပေါ်ဘုရားသခင်ဤကျေးဇူးတော်တက်ရောက်ပါစေအာမင်